တတိယဖြစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါခင်ဗျာမင်္ဂလာနံနက်ခင်းလို့ဘာလို့နှုတ်ဆက်ရလဲဆိုတော့ကျွန်တော်ဒီဖိုင်လေးကိုရိုက်တဲ့အချိန်ကခုနကရောမထိုးသေးဘူးเนาะအခုပန္နာရှင်6နာရီ6နာရီခွဲပဲရှိသေးတယ်เนาะဒီ site လေးကအရင်ကျွန်တော်ပြခဲ့ပြီ site အဟောင်းလေးလည်းဖြစ်တယ်ဗျာเนาะနောက်ဒီဖိုင် site လေးကဒီ2025ဒီအချိန်20အတွက်ဒုတိယမြောက်တင်တဲ့ဖိုင် site လေးပေါ့เนาะ site အဟောင်းလေးဆိုပေမဲ့သူကအချိန်20မှာ ပြူကနန်းထွက်ပြရမှာနော်ပြူကနန်းထွက်ပြီးထွက်ပြီးတော့မှသူက23ကျိန်မှာတော့တကွက်တည်းထူပါအခုအကျဉ်းစားပြူပင်ပေါ့ဗျာနော်အရင်ကျွန်တော်ပြခဲ့ဘူးတဲ့ site ဟောင်းနေပါကဲကျွန်တော်လည်းဒီ share လိုက်ပြီးတော့၄လာကြည့်ကြည့်ပါဦးဖြစ်စဉ်ကကျွန်တော်ကဒီမှာဒီ80ခုနဲ့နော်အစိမ်းအောင်80ခုနဲ့ကြည့်နေကြကျွန်တော်ကြည့်နေကြပုံစံလေးတွေပေါ့နော်80ခုနဲ့90ခုနဲ့နောက်တစ်ခါ2000ခုနဲ့ဒါအစိမ်းအောင်လေးတွေနော်ဟမ်80အစိမ်းအောင်90အစိမ်းအောင်နောက်တစ်ခါ2000အစိမ်းအောင် အဲ့ကောင်တွေကအဲ့အစိမ်းရောင်တွေကိုကျွန်တော်ဒီအပြာရောင်ဖြစ်ကျွန်တော်အတွင်ပြောင်းတင်တာနော်96ရဲ့ဒီ2006ရဲ့2016အဲ့တော့နှစ်ကိုအတွင်ပြောင်းပြီးတော့အဲ့ကနားကိုပြန်ပို့မှာပြီးတော့မှနောက်ဆုံးပို့မှာဗမာပြန်ပို့မှာတော့ဆိုတော့ဒီပန်းရောင်ဖြစ်သူကအစိမ်းရနေအပြာအပြာကနေဒီပန်းဖြစ်ပြန်ပို့မှာနော်ပန်းကကြတော့2005ရဲ့နောက်တစ်ခါ2015ရဲ့အခုကျွန်တော်တို့ဒီ2025ဒီနှစ်ရဲ့ပေါ့နော်အဖြစ်စဉ်လေးကျွန်တော်လည်းဒီလေ့လာကြည့်ကြအောင်နော် ဒီချစ်သက်တစ်ခုနဲ့မှာသူကဘာစဖြစ်တုံးဆိုချစ်သက်နဲ့တစ်ခုနဲ့မှာချစ်နှလုံးပေါင်းခြင်းဟာရှစ်ထိတ်စီးနှလုံးကနက်ခတ်လို့ချောင်းသူ့ရဲ့အောက်မှာရှိတဲ့ကဏ္ဍဟာအစိမ်းရောင်ကဏ္ဍဟာ6ခု8အဲ့ဒီ6ခု8ကိုလည်းသူအလဲတိုင်းဟာထိတ်စီးနဲ့ထွက်မယ်ဆိုတော့ခု6ရှစ်တို့မဟုတ်ခု8ရှောက်ပါနော်ခု8ရှောက်ကဘာသာရေးကဏ္ဍဖြစ်တဲ့အတွက်ထွက်ဖို့အားနေတယ်နော်အဲ့ကြတော့ခု6ရှစ်လို့ပဲကျွန်တော်တို့မှတ်ထားလိုက်အောင်နော်ဘာအဓိကမှတ်မှာအလဲတိုင်းဒီထိတ်စီးဖြစ်ရမယ်နော်ဒီချစ်သက်တစ်ခုနဲ့မှာချစ်ပေါင်းခြင်းရှစ်ထိတ်စီးနှလုံးနက်ခတ်လို့ချောင်းသူ့ရဲ့အောက်မှာရှိတော့ဒီအစိမ်းရောင်ကဏ္ဍ6ခု8က အလဲရာလီတိတ်လီနဲ့ဆက်ကွန်ရှောက်ရှစ်နော်ကွန်ရှောက်ရှစ်လိုပဲမှာဒါကွန်ရှောက်ရှစ်ကိုကျွန်တော်ထည့်မဲ့တော့နော်ကွန်ရှောက်ရှစ်ဟုတ်ပြီပြင်ကူးတဲ့တခုနဲ့ဒီကူးတဲ့တခုနဲ့မှာကူးတဲ့တခုနဲ့မှာရှင်းနှလုံးပေါင်းခြင်းရရှစ်ထိတ်လီနှလုံးကနက်ခတ်လို့ထောင်းသူ့ရဲ့အောက်မှာဒီအစိမ်းရောင်ကလာ285 285ဆိုတော့ဒီအလဲရာရာထိတ်လီအဖြစ်ထွက်နော်825တော်မော852နော်အလဲရာထိတ်လီပဲဖြစ်ရမှာနော်825 852ဟုတ်ပြီအကူးတဲ့တခုနဲ့ကူးတဲ့ပြင်2001 အထောက်တစ်ခုနဲ့မှလည်းအလိုပဲခြေပေါင်းချင်းရှစ်ခြေပေါင်းချင်းရှစ်ကိုဒီမှာနှက်ခတ်လို့ထောင်ထားတယ်ပြီးရင်သူ့ရဲ့အောက်ကအစိမ်းရောင်ကနေ843အဲ့ဒီ63ဆိုတဲ့ကောင်ကိုကျွန်တော်ကအလဲလိုက်ထိတ်ထိနေထွက်48 3တော့မဟုတ်48နော်ဒါအစိမ်းအောင်လေးတွေထွက်ရမယ့်ကဏ္ဍလေးတွေကိုကျွန်တော်ဒါဟိုသက်သေပြလိုက်တာပေါ့နော်ဒီသူထုံထုတ်ထားတဲ့ကဏ္ဍလေးတွေကအဲ့လိုဒီခြေပေါင်းချင်းရှင်အဲ့လိုနှက်ခတ်ထောင်သူ့ဘောက်ကကဏ္ဍလေးတွေလာပြီးဖြစ်နေတာပေါ့နော်အဲ့ကြောကဏ္ဍ3 6ခု8ရဲ့2 8 5ရဲ့8 4 3ဟုတ်ပြီအဲ့ကြောကျွန်တော်ကဒီဖြစ်တော့တစ်ခုနှစ်ရဲ့ ်ပထမဆုံးကောင်ကိုကျွန်တော်ပြန်ပို့မယ်6ခု8ခုနော်ဟို6 8ဖြစ်ပို့မယ်အဲ့ကောင်ကိုကျွန်တော်အပြာရောင်ဖြစ်အသွင်ပြောင်းတော့မယ်အပြာရောင်ဖြစ်ဗမာအသွင်ပြောင်းတော့ပြောင်းမပြောင်းမတော့ဆိုတော့1996နော်96ကိုပြန်ပြောင်းပြီးတော့ပို့ဒီ96ကိုပို့မယ်ဆိုတော့96ခုနဲ့မှာနှစ်ပြိတ်တုံးကဖြစ်ရမယ်အဲ့ဒီနှစ်ပြိတ်တုံးကဖြစ်ရမယ်အချိန်ပါတဲ့ဒီစက်ချိန်မတိုင်ခင်မှာပေါ့စက်ချိန်မတိုင်ခင်မှာနှစ်ပြိတ်နှစ်ခုကျူထွက်တာစက်ချိန်မတိုင်ခင်လို့ဘာကြောင့်ပြောတော့ဆိုတော့စက်ချိန်မှာနှစ်ပြိတ်တစ်ခုနောက်ဆုံးနှစ်ပြိတ်လာမှာဖြစ်တဲ့အတွက်နော်အဲ့ဒီစက်ချိန်မတိုင်ခင်မှာနှစ်ပြိတ်နှစ်ခါ ြူပြီးတော့ထွက်ထားတယ်။ဘာလို့လဲဆိုတော့စိတ်တွေမှာနှစ်ပြိတ်နောက်ဆုံးနှစ်ပြိတ်လာမှာဖြစ်တဲ့အတွက်နော်။အဲ့ဒီနောက်ဆုံးနှစ်ပြိတ်လာဘူးအတွက်ကိုလည်းကျွန်တော်သက်တည်ပြကြည့်လေးရှိရနော်။ကဲဟုတ်ပြီ။အဲ့ဒီတော့ဟုတ်ပြီဒီ96ခုနေမှာပို့ဖို့အတွက်95ခုနေမှာနှစ်ပြိတ်၃ကထွက်ရမယ်။နှစ်ပြိတ်တစ်ခါနှစ်ခါနော်။စိတ်တွေမတန်ခင်နော်။စိတ်တွေမတန်ခင်ဆိုတော့ဒီမှာထွက်သွားတယ်နော်။ဒီကဒီမှာ2ချိန်4ချိန်6ချိန်မှာထွက်တယ်။နောက်9ချိန်မှာထွက်တယ်နော်။ဒီတတိယတန်နေပြင်ကစေချိန်မှာပြည်သာပေါက်လာမယ်ဆိုတော့သတိပြချက်အဲ့ကောင်ကြတော့ ဒီ6 3 3နှစ်ကနေဒီနောက်ကို၄နှစ်ပြန်ဆောက်ရမှာတနေ့နနေ့သုံးနေ့၄နှစ်ပြန်ဆောက်ရအောင်အဲကြတော့92ခုနှစ်ကိုရအောင်နော်ဟုတ်ပြီ92ခုနှစ်မှာပါလီဖြစ်တော့ဆိုတော့သူကပါလီနဲ့ပြန်ထိန်းချုပ်တော့ဆိုဒီမှာ6ထိပ်6ထိပ်ဆိုတော့ညာလေဒီ6ထိပ်ကဒီ6ထိပ်ရဲ့အပေါ်မှာသူအခုခွာတကွအများရှိတယ်ပြီးရင်ဒီ6ထိပ်ရဲ့အောက်မှာရှေ့ဘက်ပါပါခံပြရတယ်အဲ့ထိန်းချုပ်မှုလေးရှိတယ်နော်6ထိပ်6ထိပ်ရဲ့အပေါ်မှာအပူဖတ်တစ်ခွက်ရှိမယ်ဒဏ္ဍာရီတစ်ခွက်ရှိမယ်6ထိပ်ရဲ့အောက်မှာရှေ့တွဲပါပါရှိမယ်ပြီးတော့မှဒီ6ထိပ်ကို ပြပြကြော်ပြီးတော့သူ့ရဲ့အတက်ကနေတစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်မြောက်၄နှစ်မြောက်မှာအဲ့ဒါနှစ်ပြည့်အပိုင်ထွက်ရမယ်နော်အဲ့ဒါကြောင့်မို့ဒီဒီမှာအပိုင်ထွက်ရမယ့်ကောင်က၁၀တင်ဖြစ်တယ်နော်၁၀တင်ဖြစ်တယ်နှစ်၄၆၈၁၀တင်၁၀တင်မှာနှစ်ပြည့် data box ထွက်မှာဖြစ်တဲ့အတွက်နှစ်ပြည့်ကလည်းဒီ၅ဆုံးသောနှစ်မှာကျွန်တော်ကတောင်းကခံထားတာဖြစ်တဲ့အတွက်ဒီ၁၀တင်မတန်ခင်မှာနှစ်ပြည့်နှစ်ခါပြူပြီးထွက်ထားတယ်နော်အဲ့လိုထွက်ပြီးတော့မှဒီတတိယမြောက်၁၂ပြည့်က ဆယ်ချိန်မှာလာပြီးထွက်တယ်။ဒီဆယ်ချိန်မှာဘာလို့ထွက်ရထွက်ရလဲဆိုတော့စောနာကျွန်တော်ပြခဲ့တယ်နော်။၆ထိပ်အပေါ်မှာအပူခွားပြီးအောက်မှာပါပါနော်။ရှိရဲပါပါ၆ထိပ်အပူခွားအဲ့ဒီအပူခွားကိုတပင်ကျော်ပြီးတော့မှာနော်။အဲ့ဒီအဲ့ဒီ၆ထိပ်ကိုတပင်ကျော်ပြီးတော့မှာသူ့ရဲ့အထက်ကနေ၁၂၃၄နဲ့မြောက်မှာတတိယမြောက်စနစ်ပလေးက၆တလုံးပါပြီးတော့ထွက်တယ်နော်။အဲ့ကြတော့ဆယ်ဒီမီတာငယ်မှာနှစ်ပြိတ်အခုကျူထွက်ပြရမယ်။အဲ့ဒီတော့မှဆိုလိုချင်တဲ့အဓိပ္ပာယ်က ဒီနှစ်ပြိတ်လုံးကိုထွက်ပြီးတော့မှသူ့ရဲ့ဘေးကနေ1 2 3 4 5 6ပင်ဖြစ်တယ်လို့ဒီဘက်2နှစ်2နှစ်3နှစ်4နှစ်မြောက်ရဲ့6ထိတ်နဲ့တန်တန်းမှာစောနာကို6ချစ်ဆိုတဲ့ပေါ့နော်ရက်တယ်ပြီးလိုက်တဲ့ကို6ချစ်အဲ့ဒီကို6ချစ်ကစောနာဒီစောနာဒီနေရာမှာလာပြီးထွက်တယ်ပေါ့ဗျာနော်နှစ်ပြိတ်တစ်ခါနှစ်ခါသုံးခါရဲ့1 2 3 4 5 6ပင်ဖြစ်တယ်လို့သူ့ရဲ့တန်တန်းတစ်နှစ်2နှစ်3နှစ်4နှစ်မြောက်က6ထိတ်ရဲ့တန်တန်းမှာလဲလာပြီးတော့ဖြစ်နေရမယ်နော် နှစ်ခုညီရမယ်ပေါ့ဗျာနော်သတိထားရမှာ6ထိပ်ရဲ့အပေါ်မှာအပူခွာရှိတယ်6ထိပ်ရဲ့အောက်မှာခြေရဲပါပါရှိတယ်ဒီ6ထိပ်ကိုတပင်ကျော်လိုက်အတက်ကို2နှစ်နဲ့3နှစ်4နှစ်မြောက်အဲ့ဒီအချိန်မှာနောက်ဆုံးတတိယမြောက်နှစ်ပတိကအေဂျာဘောက်ထွက်မှာဖြစ်တဲ့အတွက်သူ့ရဲ့အထက်မှာနှစ်ပတိကနှစ်ခါထွက်ပြီးထားရမယ်နောက်သတိထားရမှာဒီတတိယမြောက်နှစ်ပတိက6တလုံးပါနော်အဲ့ဒါဒီ72ခုနှစ်ကဒီအစိမ်းရောင်ကဏ္ဍ68ခု96ခုနှစ်မှာအပြာရောင်ဖြစ်စပြီးတော့အပြင်ပြောင်းလဲရှင်မဲ့ဖြစ်တယ်နော် ပြီးရင်ဒုတိယ62ခုနှစ်ကိုတော့62ခုနှစ်မှာအတွင် ပြောင်းပေးရမယ့်ကဏ္ဍကရှင်းနှလုံးရှင်းချိန်ရှင်းနှလုံးနှစ်ခါပြီးရအောက်က285เนาะအဲ့ကောင်ကြတော့825852အလဲတိုင်းအထိတ်သီးမှုတွေပဲเนาะအဲ့ကောင်က96ပို့ပြီးဆို2006ကိုပို့ရမှာเนาะ2006 2006ကိုပို့ရမှာဆိုတော့ तू က2006မှာနှစ်ပြိတ်သုံးကရင်ငါးဆုံးသောနှစ်မှာနှစ်ပြိတ်ရင်သုံးကထွက်ရတယ်။ဒီမှာကျတော့ဘယ်ချိန်မှာအရင်ကျူထွက်ရမလို့ဆို14ချိန်မတန်ခင်เนาะ ဆက်လေးတွေကအချက်နှစ်ပင်မှာနှစ်ပရိတ်ကျူထွက်ပြီးတာဆက်လေးတွေမှာတော့ပေတာပေါ့သူကနှစ်ပရိတ်လာမှာဖြစ်တဲ့အတွက်နော်ဟုတ်ပြီဒီ6ဆုံးသောနှစ်ကိုမပို့ခင်ဒီ9ဆုံးသောနှစ်မှာနှစ်ပရိတ်3ကထွက်ရတခါဆက်လေးတွေမတိုင်ခင်နော်တခါနော်ဒါသူကအစောထွက်ပြီးသွားပြီးတော့မှဒီဆက်လေးချိန်မှာနော်ဒါဆက်လေးတွေပေါ့ဆက်လေးတွေမှာအဲ့ဒီဆက်နှစ်ပရိတ်ပေတာပေါ့လာမယ်နှစ်4 6 8 10 14 14နော်6ပါသောနှစ်ပရိတ်လာမယ်နော်ဒါက9ဆုံးသောနှစ်ရဲ့2005ခုနှစ်ရဲ့ပထမနှစ်ဒါဒုတိယနှစ် တတိယနှစ်က14ချိန်မှာတေချာပေါက်လာမယ်ဟောနာလိုပဲနော်ဒီ6ဆုံးသောတက်ကလေးတကူနောက်ကိုဒီနှစ်နှစ်3နှစ်4နှစ်ပြန်ဆုံးလာအဲ့ဒီနှစ်ဆုံးသောနှစ်မှာပါလာဖြစ်တော့ဆိုတော့ဟောနာဖြစ်စဉ်တွေလာဖြစ်တယ်အပူခွာအဲ့ဒီအပူခွာရဲ့အောက်မှာ6ထိပ်အဲ့ဒီ6ထိပ်ရဲ့အောက်မှာရှည်ရဲစီပါပါအဲ့ဒီဖြစ်စဉ်တွေဖြစ်ရမယ်နော်6ထိပ်ပုံမှာအပူခွာ6ထိပ်ရဲ့အောက်မှာရှည်ရဲပါပါဒီ6ထိပ်ကိုဆောင်းနာလိုပဲတပင်ကျော်လာတပင်ကျော်ပြီးသူ့ရဲ့အချက်ကနေ တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်လေးနှစ်မြောက်ဆိုတော့ဒီ2005ခုနှစ်ကိုရောက်သွားတယ်နော်2005ခုနှစ်ကိုရောက်သွားတယ်အဲ့ဒီ2005ခုနှစ်မှာထရမ်ကတတိယမြောက်နှစ်ပတိကစောနာကျွန်တော်တို့ကြည့်ခဲ့တဲ့6ထိပ်ရှိပဲပါပါအပူအိုက်ကောင်ရဲ့နော်6ထိပ်ကိုတကယ်ကြော်ပြီးတော့1နှစ်3လေးခုမြောက်မှာလာပြီးတော့တည်တာပေါ့ထွက်ရမယ်အဲ့ဒီနှစ်ပတိကဒီ9ဆုံးသောနှစ်ရဲ့ပထမဒုတိယတတိယမြောက်နှစ်ပတိဖြစ်ရမယ် အဲ့ဒီတတိယမြောက်နှစ်ပရိတ်ထွက်ပြီးတော့မှအဲ့ဒီတတိယမြောက်နှစ်ပရိတ်ရဲ့ဘေးကနေ1 2 3 4 6ပင်မြောက်မှာလာပြီးတော့သောနာပို့တဲ့ကနလာပြီးတော့ထွက်သလိုသူ့ရဲ့ဘေးကနေ1 2 3 4 6ထရဲ့ဘေးမှာလည်းလာပြီးတော့ညီနေရမယ်နော်6ထရဲ့ဘေးမှာလည်းလာပြီးထွက်ရမယ်ဒီကောင်းမဲ့6ပင်မြောက်မှာလည်းထွက်ရမယ်နှစ်ခုညီရမယ်ပေါ့နော်အဲ့ဒီ825ဆိုတဲ့ကောင်ကသောနာကျွန်တော်တို့ဒီ50တခုနှစ်ကအစိမ်းရောက်နေနော်ဒီကောင်825 852နော်ဒီမှာ825ဆိုပြီးတော့လာထွက်သွားတယ်နော် အဲ့တော့ဒီ96ခုနဲ့2006ခုနှစ်ကိုဒါဒူရီယာမြောက်ပို့လိုက်တဲ့အနေနဲ့ဖြစ်တယ်နော်ဟုတ်ပြီခုတတရမြောက်နောက်ဆုံးပို့ရမှာကော2001ခုနှစ်ကကော2001ခုနှစ်ကရှင်နှလုံးရှင်းနှက်ခတ်တော့နှမှတ်ခဲ့တယ်ပေါ့နော်63438နော်အဲ့ကောင်အသွင်ပြောင်းပြီးတော့ပို့ရမယ်အဲ့ကောင်နော်96ပြီးပြီ2006ပြီးပြီ2016အဲ့ကြတော့ရှင်းရဖြစ်စဉ်အတိုင်းပဲเนาะသူက7နှစ်ပြိတ်ကလည်းနောက်ဆုံး7နှစ်ပြိတ်ကသူက16ကြိမ်ပါဆက်16အဲဟိုပါပေါ့16ကြိမ်ပေါ့ဗျာသူက 15ချိန်မှာထွက်မှာဖြစ်တဲ့အတွက်15ချိန်မတန်ခင်မှာနှစ်ပြိတ်အရင်နှစ်ခုထွက်ရမှာနော်ဒီ2016ကိုဒီ46လေးချစ်တော့ပို့ဖို့ပြည်ဒီ9ဆုံးသောနှစ်မှာနှစ်ပြိတ်3ခုထွက်ရမှာနော်အဲ့ဒီ15ချိန်မတန်ခင်မှာနှစ်ပြိတ်နှစ်ခုကျူထွက်တာဒီမှာပထမနှစ်ပြိတ်နော်မာဒုတိယနှစ်ပြိတ်နော်15ချိန်မှာဆက်နှစ်ပြိတ်6ပါသောဆက်နှစ်ပြိတ်ဒေတာဘောက်ထွက်မယ်ဆိုတာနော်ဆောနာဖြစ်စဉ်တွေတိုင်းပဲနော်ဒီ6ဆုံးသောနှစ်ကနေတနည်းနည်းနည်းတော့နည်းနည်းပြန်ဆောက်လာဒီနှစ်ဆုံးသောသက်ကြီးမှာ နော်ဆီရဖြစ်စင်နေတိုင်းပဲ6ထိပ်ဥရပေါ်မှာအပူခွဒီ6ထိပ်ရအောင်မှာရှိရဲပါပါနော်6ထိပ်အပူကွာ6ထိပ်ရအောင်မှာရှိရဲပါပါဒီ6ထိပ်ကိုတပင်ကြော်လိုက်တပင်ကြော်ပြီးတော့သူ့ရဲ့အထက်ကိုတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်နော်ဒီက55ကြိမ်55ကြိမ်မှာလာထွက်တာနော်ဒါပထမနှစ်ပြည့်ဒါဒုတိယနှစ်ပြည့်နော်55ကြိမ်မှာကတတိယနှစ်ပြည့် အဲ့ဒါကြောင့်မလို့15ကြိမ်ပတ်တန်းကနှစ်ပြည့်နှစ်ခုကျူပြီးထွက်ပြီးသားเนาะနှစ်ကြိမ်၄ကြိမ်၆ကြိမ်၈ကြိမ်10ကြိမ်12ကြိမ်14ကြိမ်15ကြိမ်အဲ့ဒီတတိယမြောက်နှစ်ပြည့်ခါ၆တလုံးပါเนาะခုနကဒီတတိယနှစ်ပြည့်ဒီကောင်ကလည်းမှ၆တလုံးပါเนาะ၆တလုံးမှလည်းတတိယနှစ်ပြည့်၆တလုံးပါပြီးတော့မှအိုက်ကောင်ရဲ့ဘေးเนาะအိုက်ကောင်ရဲ့ဘေးကနေတစ်ပင်၂ပင်၃ပင်၄ပင်၅ပင်၆ပင်ဖြစ်တယ်လို့သူ့ရဲ့တစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်မြောက်က၆ထိပ်ရဲ့တန်တန်းမှလည်းဒါပြီးဖြစ်ရမယ် ပို့ရမယ်ကနေကဆောင်းတော့၄ထိန်နဲ့၄၃၈၄၈တော့နော်အဲ့တော့2000ခုနှစ်ကနောက်ဆုံးပို့လိုက်တယ်၄၃၈၄၈တော့နော်ဒီငါဆုံးသောနှစ်မှာနှစ်ပရိတ်တစ်ခါ၂ခါ၃ခါကြာပြီးတော့သူ့ရဲ့ဘေးကနေ၁၂၃၄၅၆ကျင်းဖြစ်တဲ့လို့၁၂၃ဒီ၄ကျင်း၆ထိန်ရဲ့တန်းတန်းမှာလည်းလာပြီးတော့ဖြစ်ရအဲ့တော့နောက်ဆုံးပို့လိုက်တယ်၄၃၈နော်ဆောင်းတော့ဒီ၆ထိန်ကြည့်ရပါပါအပူနော်အဲ့ကောင်လေးညီနေရနော်ဒီမှာလည်းအလိုပါနော်၆ထိန် ခြေလွဲပါပါရှောက်ထိပ်ဦးခွာနော်ပြီးရပြီးမှာတော့နှစ်ပရိတ်တစ်ခါနှစ်ခါသုံးခါပြီးရဒီပဲရှောက်ပြီနော်နောက်ဒီ96မှာလည်းအဲ့လိုနော်နှစ်ပရိတ်တစ်ခါနှစ်ခါသုံးခါပြီးရပြီးဒီ6ပင်ဖြစ်သလိုနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်6ထိပ်ရဲ့တန်တန်မှာလည်းဖြစ်တယ်နော်အဲ့ကြောင့်တော့ဒီအပြာရောင်အသိရောင်ကနေအပြာရောင်ကိုပြောင်းပြီးအဲ့ဒီအပြာရောင်တွေကပန်းရောင်ဖြစ်တော့ဒဲ့ပြန်လာမှာနော်ဒဲ့ပြန်လာမှာဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ကဒီသောနာဒီဟိုဘက်ကိုပြန်သွားမှာနော်ဒီပန်းရောင်တိုင်းကိုသွားမှာနော် ပိုင်းအောင်လိုက်ပိုင်းအောင်လိုက်မှကျတော့ဒီအပြာရောင်တွေကိုတဲ့ဖြစ်ပြန်ပို့မှာနော်ဆိုလိုတာကဗျာမပို့ခဲ့တဲ့အဲ့ခွန်68ကိုခွန်68တောင်နော်အဲ့ဒီနော်ဒါပထမပြီးပထမဆုံးအသွင်ပြောင်းခံရတဲ့ခွန်ခွန်68အဲ့ဒီခွန်68ကိုကျွန်တော်တဲ့ပြန်ပို့မှာအဲ့ဒီဒီပိုင်းအောင်2000မှာခွန်68ကိုတဲ့ပြန်ပို့မှာအဲ့ကြတော့ဆောနာလိုပဲဖြစ်ပတိတ်သုံးခါထွက်လာငါဆုံးဆုံးနေမှာတစ်ခါနှစ်ခါအဲ့ကောင်ကဆောနာလိုပဲဒီက15ချိန်မတန်နေမှာနှစ်ပတိတ်နှစ်ခုပြူထွက်ထားနော်2000မှာပို့ပို့ နှစ်ခုနော်15ချိန်မှာကြာတော့တက်ပြန်လို့ဖြစ်ကြပါမယ်နော်ဟုတ်ပြီပြဟုတ်ပြီအဲ့ကြတော့အစောနောက်လည်းနှစ်ဆုံးသောနှစ်ကိုသွားမယ်နှစ်ဆုံးသောနှစ်ဒါအခုနောက်ဆုံးပို့မယ်ကောင်နော်ပိုင်းအောင်ကိစ္စကိုကျွန်တော်စရှင်းနေပြီအဲ့နှစ်ဆုံးသောနှစ်မှာတုံညာချိန်နှစ်ဆုံးသောနှစ်မှာတုံညာချိန်ငါတလုံးတွေ့နော်တုံညာချိန်တလုံးတွေ့သူ့ရအောင်ကိုဆက်ဆင်းကြည့်လိုက်မရှိတော့နော်မရှိတော့ဒီမှာတလုံးတွေ့တယ်ပြန်ပြီးလေ့လာပြီနော် နှစ်စုံသောနှစ်မှာစုံနှားဆိုင်မတွေ့ဘူးเนาะဒီကလုံးတွေ့တယ်မရှိတော့เนาะကျွန်တော်အဓိကလိုချင်တာဒီတုံညာထိတ်ကိုကျွန်တော်အဲ့ဒီတုံညာထိတ်ကနှစ်စုံသောနှစ်ရဲ့ပထမဆုံးတုံညာထိတ်ဖြစ်တယ်လို့နောက်ဆုံးထက်တဲ့တုံညာထိတ်ကိုလည်းပြောလို့ရတယ်เนาะနောက်အဓိကလိုချင်တာကျွန်တော်နောက်ဆုံးထက်တဲ့တုံညာထိတ်ကိုလိုချင်တာเนาะဒီတက္ကရနှစ်နှစ်တက္ကရရဲ့เนาะ ဒီမှာကျွန်တော်တစ်လုံးနဲ့ဖြစ်တဲ့အတွက်သူကပထမဆုံးလည်းပြောလို့ရတယ်နောက်ဆုံးလည်းပြောလို့ရတယ်အဓိကလိုချင်တာကတော့နောက်ဆုံးအလုံးပဲနော်တဲ့ဟုတ်ပြီနောက်ဆုံးအလုံးနဲ့နောက်ဆုံးအလုံးနောက်ဆုံးသုံးညချိတ်ရဲ့နှစ်နှစ်မြောက်ပါနှစ်နှစ်ပြိတ်ထွက်နော်နောက်ဆုံးအလုံးနောက်ဆုံးသုံးညချိတ်ပြီးရဲ့နော်နှစ်ဆုံးသောတက်ကြရဲ့နောက်ဆုံးသုံးညချိတ်ရဲ့နှစ်နှစ်ကျော်မှဆနှစ်ပြိတ်ထွက်မယ်အဲ့ဒီဆနှစ်ပြိတ်ကဒီက2005ခုနှစ်ရဲ့တတိယမြောက်နှစ်ပြိတ်ဖြစ်ရတယ်ပထမနှစ်ပြိတ်ဒုတိယနှစ်ပြိတ်က15ကြိမ်တိုင်မှာကျူပြီးထွက်ပြီးသား ဆန်ငါးတိမ်ကိုပါလို့ပြောလို့ဆိုတော့ဒီနောက်ဆုံးသုံးရချက်ရဲ့နှစ်ပင်ကျော်လိုက်ဒီအချိန်ကဆန်ငါးတိမ်ဖြစ်နေတယ်နော်အဲ့ကြတော့မှဒီနှစ်ပြိတ်တစ်ခါနှစ်ခါဆန်ငါးတိမ်မှာအဲ့ဒီနှစ်ပြိတ်ကြဘာဖြစ်လို့ကြတော့ဆိုတော့ဒီသုံးရချက်နဲ့တန်တန်မှာဖြစ်နေတယ်နော်အဲ့လိုကြပြီးတော့မှဒီနှစ်ပြိတ်နှစ်ပြိတ်နှစ်ပြိတ်သုံးကပြည့်ပြီဆိုတော့မှနှစ်ပင်ကျော်မှာသောနာအပြာရောင်ပြောင်းလိုက်အပြင်ပြောင်းပေးလိုက်တဲ့ဟို6ချက်ဆိုတော့အဲ့ဒီနှစ်ပြိတ်သုံးကရဲ့အောက်မှာနှစ်ပင်ကျော်မှာဒဲလာထွက်မှာ အဲ့မှာလည်းနှစ်ပင်ကျော်လည်းဖြစ်တယ်လို့သူရဲ့ဒီဘက်နှစ်နှစ်ကျော်ကတုံညာထိတ်နဲ့တန်းတန်းမှလည်းဖြစ်တယ်။ဟိုဘက်မှာတော့အပြာရောင်အပင်ကျောင်းတော့6ထိတ်နေနေဖြစ်တယ်နော်။အခုပန်းရောင်အပင်ကျောင်းတော့တုံညာထိတ်နဲ့တန်းတန်းမှအဲ့ဒီတုံညာထိတ်ကနောက်ဆုံးတုံညာထိတ်နှစ်သက်ကတည်းကနောက်ဆုံးတုံညာထိတ်ရဲ့တန်းတန်းမှနှစ်နှစ်ကျော်မှထွက်တယ်လို့နှစ်ပရိတ်တစ်ခုနှစ်ခုသုံးခုရဲ့နှစ်ပင်ကျော်လည်းဖြစ်ရမယ်။အဲ့ဒါကွန်6ရက်နော်။အဲ့ဒါ2005မှာအပင်ကျောင်းလာပြီနော်။အစောနောက်ဒုတိယအတွင်ပြောင်းလိုက်တဲ့ကောင်ကပထမအတွင်ပြောင်းလာ96က6ချစ်ကိုအခုကျွန်တော်အတွင်ပြောင်းလိုက် နော်ပန်းရောင်အတွင်ပြောင်းလိုက်အဲ့လိုဆို2006မှာဆိုတော့အတွင်ပြောင်းခဲ့တဲ့ကောင်ကပဲကောင်လုံးဆိုတော့825နော်တဲ့ပဲအဲ့ဒီ825ကိုကျွန်တော်2015မှာအတွင်ပြောင်းမယ်နော်အဲ့ကြတော့နှစ်ပြည့်3ကထွက်ရမယ်ပေါ့ဗျာနော်နောက်ဆုံးနှစ်ပြည့်ကကျွန်တော်ကဒီ2015ဟိုပါပေါ့ဘာလို့25ကြိမ်2015လွဲနေပြီနော်25ကြိမ်25ကြိမ်မှာနောက်ဆုံးနှစ်ပြည့်ထွက်ရမယ်ဖြစ်တဲ့အတွက်25ကြိမ်မတိုင်ခင်နှစ်ပြည့်နှစ်ခါထွက်ရှာနော်ဒီနှစ်ပြိတ်တွေကတော့ဒါပြီးထပ်နေတာပေါ့ဗျာနော်။ဒီကဒါနဲ့ပဲလှုပ်လှုပ်တာနော်။နှစ်ပြိတ်တစ်ခါနှစ်ခါ။ ဒါဟုတ်ပြီဆောင်းနာလိုပဲနှစ်ဆောင်းသောနှစ်ကိုသုံးရထိတ်လေးလောက်ဒီမဲ့တလောနော်ဒီမဲ့တလောနှစ်လောနော်ဒီမဲ့တလောသုံးရထိတ်ဒီမှာကြောက်သုံးလုံးထွက်တယ်အောက်ကိုဆက်ပြီးလေးလောက်မရှိတော့နော်ပြန်ပြီးဆက်ကြည့်ဒီမဲ့နော်ဒါနောက်ဆုံးသုံးရထိတ်ဒါဒုတိယသုံးရထိတ်ဒါပထမဆုံးသုံးရထိတ်မရှိတော့ကျွန်တော်ကဒီ နှစ်ဆုံးသောတက္ကတိနောက်ဆုံးတုံညာထိပ်ကိုလိုချင်တာနော်ဒီနောက်ဆုံးတုံညာထိပ်အဲ့ဒီနောက်ဆုံးတုံညာထိပ်ရဲ့နောက်ဆုံးတုံညာထိပ်လို့ဖြစ်မှာသူ့ရဲ့နှစ်နှစ်ကျော်မှာဒီမှာ15ချိန်ပဲအဲ့ဒီ15ချိန်မှာ6ပါသောနှစ်ပြည့်လာထွက်မှာသူ့ရဲ့အထက်မှာအားကြောင့်မို့ဒီ15ချိန်မှာငါနှစ်ပြည့်နှစ်ခါထွက်ပြီးထားရမယ်နော်ဒီမှာကျွန်တော်12ပြည့်ကိုလိုချင်တယ်အဲ့ဒီတတိယမြောက်စနစ်ပြိတ်ထွက်ပြီးတော့မှနှစ်ပင်ကျော်မှ7.5လာပြီးထွက်တယ်လို့ပြည့်နှစ်နှစ်ကျော်နောက်ဆုံးတုံညာထည့်ရတန်းတန်းမှာလာပြီးတော့ ထွက်နေရမယ်နော်အဲကြတော့ဆန်နေပရိယနှစ်နှစ်ပင်ကျော်လည်းဖြစ်တယ်ဒီတုံညာထိတ်ရဲ့နှစ်ကျော်လည်းဖြစ်တယ်အဲ့ဒီအတွင်ပြောင်းလိုက်တဲ့825ကအဲ့ဒီကျွန်တော်တို့2006မှာဆောင်းအစင်းရောင်ကနေအတွင်ပြောင်းခံခဲ့ရတဲ့အဲ့ဒီ825ဆိုတော့ကျွန်တော်တည့်ပဲဖြစ်တယ်အဲ့ဒီ2005မှာပန်းရောင်ဖြစ်အတွင်ပြောင်းပြီးလာကြတာနော်ဒါနောက်ဆုံးဆန်နေပရိ363တွေပဲနော်363တို့ခံပြောင်းမှသူကနှစ်နှစ်ပင်ကျော်မှသာထွက်တာဒီနောက်ဆုံးတုံညာထိတ်နဲ့တန်တန်နော်ဒီမှာဒီခွန်6ချစ်ကိုအတွင်ပြောင်းတော့ရတယ်633ပဲနော်နှစ်ပင်ကျော်မှသာပြီးထွက်တယ် ဲ့ဒီနှစ်နှစ်ကြာမှာနောက်ဆုံးတုံ့ပြန်ထိတ်ရှိတယ်။ပြဟုတ်ပြီအဲကြတော့အပြာရောင်အဖြစ်နောက်ဆုံးအတွင်ပြောင်းခံခဲ့ရတဲ့ခဏက2016မှာပဲခဏ၄တုံးချစ်တဲ့အဲ့ဒီ၄တုံးချစ်တဲ့ဟာလာပြီးထွက်မယ်2020နှစ်မှာနော်နှစ်ပြိတ်သုံးကကြာပြီမှာအဲကြတော့အတိတ်20မတန်ခင်မှာနှစ်ပြိတ်နှစ်ခုကြိုထွက်ရမယ်ဘာလို့လဲဆိုအတိတ်20မှာကျွန်တော်ကနှစ်ပြိတ်ကိုနောက်ဆုံးနှစ်ပြိတ်တတိယမြောက်နှစ်ပြိတ်ဖြစ်ကြောက်ကြာမယ် ပြီးအကြော်ရှိရဖြစ်တဲ့အတိုင်းဒီနှစ်ဆုံးသောတက်ကရင်ပုံညာလေးလားပုံညာတလုံးပုံညာထက်မြတ်တလုံးနော်ပထမဆုံးပုံညာထက်ဒီမှာတော့တုံးနေမှာလားနှစ်ဆုံးသောနှစ်ရဲ့နောက်ဆုံးတုံညာထိတ်ပဲเนาะပြန်ပြီးလေ့လာမသေးကြအောင်လို့เนาะနှစ်ဆုံးသောနှစ်ကပထမတုံညာထိတ်เนาะ ဒုတိယတုံညာထိပ်အဲ့ဒီဒုတိယတုံညာထိပ်ကိုနှစ်နှစ်ကျော်လိုက်ဟဲ့အဲ့ဒီနေရာမှာ7 break လေးကြာပေါက်ရှိရဒီကောင်ကအကျိတ်20အကျိတ်20ဖြစ်တဲ့အတွက်အကျိတ်20မတန်ခင်မှာ2 break နှစ်ခုထွက်ထားတယ်သုံးတုံညာကူရဲ့နှစ်လေးကျောက်ထွက်ထားတယ်ထွက်ပြီးတော့မှအဲ့ဒီနောက်ဆုံးတုံညာထိပ်ရဲ့နှစ်ပင်ကျော်မှာ7 break ထွက်ရမယ်ဒီနေရာမှာကျွန်တော်336လို့ရေးထားတယ်နော်336ဟောနာဒီမှာဒီမှာထွက်တဲ့ထွက်ခဲ့တဲ့ကောင်36တယ်နော်ဒီဘက်မှာထွက်ခဲ့တဲ့ကောင်က633 633 363 နောက်ဒီညမှာ3 3 6ပေါ့ဗျာနော်အဲ့ကောင်နောက်ဆုံးတတိယမြောက်နှစ်ပတိဖြစ်သူကဒီညမှာလာထွက်ရမယ်တစ်ခုနှစ်ခုဟုတ်ဘူးဘာဖြစ်လို့လဲဆိုဒီနောက်ဆုံးတုံညထိတ်ကနှစ်ဆုံးသောနှစ်ရဲ့နောက်ဆုံးတုံညထိတ်ကဒီညမှာလာဖြစ်နေတယ်သူရဲ့နှစ်နှစ်ကျော်မှာတတိယမြောက်နှစ်ပတိထွက်တယ်အဲ့ကောင်ထွက်ပြီးတော့မှအစောနောက်အတွင်ပြောင်းထားတဲ့၄3 8ကသူရဲ့နှစ်ပင်ကျော်ဖြစ်တယ်လို့ဒီဘက်နဲ့နှစ်ဆုံးသောနှစ်ရဲ့သူရဲ့နှစ်နှစ်ကျော်ရဲ့တုံညထိတ်ရဲ့တန်းတန်းမှာလည်းဖြစ်ရမယ်နော်တတိယမြောက်နှစ်ပတိရဲ့နှစ်ပင်ကျော်ဖြစ်တယ်လို့နှစ်နှစ်ကျော်ရဲ့နောက်ဆုံးတုံညထိတ်နဲ့တန်းတန်းမှာလည်းဖြစ်ရမယ် နောက်ဆုံးပို့ရမယ့်ကောင်က၄၃၈နော်အဲ့ကောင်က2016မှာအစိမ်းရောင်ဒီအတွင်ပြောင်းခံခဲ့ရတဲ့ဒီ၄၃ကျန်တဲ့တက်ဟာနော်ဒီ၅ဆုံးသောနှစ်မှာနှစ်ပြိတ္တခါနှစ်ခါနော်တတိယမြောက်နှစ်ပြိတ္တခါအဲ့ဒီနောက်ဆုံးတုံလက်ထည့်ရဲ့နှစ်နှစ်ပြောင်းမှာလာပြီးထွက်တာအဲ့ကောင်က၆ကလုံးပါလို့နှစ်ပြိတ္တ၃၃၆ပဲကျွန်တော်ယူဆထားတယ်သူရဲ့နှစ်နှစ်ပြောင်းနောက်ဆုံးတုံလက်ထည့်နော်ဒီ၃၃၆ရဲ့နှစ်ပြိတ္တမှာထွက်တယ်လို့နှစ်နှစ်ပြောင်းရဲ့နောက်ဆုံးတုံလက်ထည့်ရဲ့တန်းတန်းမှာလည်းလာပြီးဖြစ်ရမယ်နော်ဖြစ်စဉ်တွေကအဲ့ဒါပဲနော် ဲ့ဒီတော့ဒီ633လို့မလာခင်ကျွန်တော်တို့တခါပြူပြီးဖမ်းခဲ့တာရှိတယ်နော်တတိယမြောက်နှစ်ပြည်လာတော့မဆိုရင်တပင်ကြောင်မှာဟုတ်လားဘယ်လို305လို့ထောင်ရမလဲအခုက305လို့တော့မထောင်ဘူးသူပေါင်းကျင်းတော့ပေးထားတယ်နော်အဲ့ဒါလေးကျွန်တော်ပြောမှာတတိယပြောမှာနော်ဒီနောက်ဆုံးဆက်နှစ်ပြည်လာဖို့အတွက်တပင်ကြောင်မှာဒီ train နှလုံးပေါင်း5ပေါ့ကြာဒီမှာပါပါဖြစ်နေ305လို့ဖြစ်ပြီးတော့ဒီအပေါ်နဲ့အောက်နဲ့၄ခွန်ခွန်လေးလို့ရှိရမယ်ဒီ14ပြည်ကသူ့ရဲ့အောက်ကနေ1နဲ့ဆုံးဒီက14ပြည်နော်ဒီက14ပြည်နော်ဒီတတိယမြောက်နှစ်ပြည်မလာခင် ပြည့်တပင်ကြောင့်မှဒီနှလုံးပေါင်း9လို့ဖြစ်တယ်။အဲဒီတော့ကျွန်တော်တို့တုံညာထိတ်9ထိတ်ဖမ်းစီရနော်။မပြီးခဲ့လို့ပေါင်းချင်းနဲ့တော့ပြီးသွားတယ်။တုံညာ9လို့ဖြစ်တယ်။ဒီမှာဒီနှလုံးက9နဲ့4နဲ့ဆောင်းထိုးတယ်။အဲဒီတော့ထိတ်စီနှလုံး9ဆိုတော့ထိတ်စီရပြီ။9 4 4ဆိုတော့နောက်တစ်တလုံးရ။အဲ့ဒီ၄ပရိတ်ကသူ့ရဲ့အောက်ကနေ1 2 3ဒီက၄ပရိတ်။ပြီးတော့မှဒီ7ပရိတ်ဒီလာကြ6တော့နော်။ဒီရောက်ဖြစ်စင်မှာ။နဲ့နဲ့နဲ့နော်။ဒီနောက်ဆုံး၄ပရိတ်ရဲ့အထက်နော်ပြင်ကျော်လိုက်ရင်ထိတ်စီနှလုံးက9လို့ထောင်းထားတယ်။ထိတ်စီနှလုံးက9 ပါပါပေါ့ပေါ့ဗျာနော်ပါပါဒီမှာကျတော့၄ခွန်နော်၄နဲ့ခွန်နဲ့ဆိုဒီမှာတလုံးရမယ်ထိတ်စီးယူလိုက်တော့တလုံးရမယ်နှစ်ပရိတ်ကသူ့ရဲ့အောက်ကနေ1 2 3ဒီနှစ်ပရိတ်ကနှစ်ပရိတ်နော်ပြီးတော့မှဒုတိယတော့မှအဲဒီ3 6 3ပတ်လက်ထွက်ထွက်ပြီးတော့မှဆောင်းနာကျွန်တော်တို့တီးခဲ့တဲ့ဒီဖြစ်စဉ်တွေလောက်ရှိအခုဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့က၃ညထိန်ကဆိုင်မထွက်ခဲ့ပြီမဲ့ဒါပထမနှစ်ဒုတိယနှစ်ဒီမဲ့တတိယနှစ်အဲ့ဒီတတိယနှစ်မကြဘူးဒီကဒီပြင်ကြောက်ပြည့်တယ်၃ညငါးတော့မဖြစ်ဘူးဒါမှထိတ်ပြီးနှလုံးငါးလို့ဖြစ်တယ် ဲ့တော့ဒီမှာ၄ခွန်၄ခွန်ဒီမှာလာတန်းတော့ဒီလိုမတန်းတော့ဆိုတော့တတိယပင်ဆိုနည်းနည်းလှည့်တယ်နော်၄ခွန်နော်အဲ့တော့ဒီကြောင်းနဲ့ကိုယ်နဲ့၅ဖြစ်အောင်ပိုးလို့လေဗျာဒီမှာ၄ချီတော့ခွန်လို့လေအကိုးထိတ်ခွန်တစ်လုံးရတယ်ဒီ၄ပြိတ်ကသူ့ရဲ့အောက်ကနေတင်းနေတော့ဒီကောင်းမယ်ကျွန်တော်တို့အဲ့တော့ဒီမှာ၅၅လေးဆိုပြီးတဲတာဒီမှာတော့၃ခွန်၆ခွန်ချိုးခဲ့တာ၃ညထိတ်၅ထိတ်နော်မဖြစ်ခဲ့ဘူးဒါမှသူကဒီနှလုံးပေါင်းချင်း၅လို့ဖြစ်ခဲ့တယ်၄ခွန်တန်းခဲ့တယ်နော်ဒီမှာကိုးထိတ်ရပြီဒီ၄ဆိုတော့ခွန်ဒီမှာ၉ချီခွန်၉ခွန်ရှိပါဗျာနော်ဒီ၄ပြိတ်ကိုဒီ၄ပြိတ်ကိုကြာနော် ပြီးတော့မှ3 3ချက်မလာချက်နော်အဲ့ကောင်ကြာပြီးတော့နှစ်ပြင်းတော့မသွားနာကြံခဲ့တဲ့ဥခဲ့တဲ့၄3ချက်လာချက်နော်နှစ်ပြင်းတော့မှနောက်ဆုံး၃ညချက်ဒီနေ့တန်းတန်းမှဖြစ်ရမယ်နော်ဒီနေ့မှ၄ချက်ကိုကျွန်တော်ပြောနေထားတယ်ပေါ့နော်ဒီကောင်မလာခင်လဲဒီကောင်ကြာထားတယ်ကျွန်တော်အဆင်ပြေတယ်ကြာနော်နောက်တော့အဲ့နှစ်ပြင်းကြာရမယ်ဖြစ်စဉ်တစ်ခုရှိသေးတယ်ခဏ ီဖြစ်စဉ်လေးကလည်းအရင်ကျွန်တော်ပြဘူးလားနှစ်ပြိတ်သုံးပါကြရမယ်ဆိုတာတစ်ခုကြံနေပြီနော်ဒီ89ခုနဲ့71ခုနဲ့83ခုနဲ့နော်ဒါဖြစ်တယ်ခွန်ပရိတ်ခွန်ပရိတ်ခွန်ပရိတ်နော်အဲ့လိုတောင်းတောင်းထိုးတယ်ပေါ့နော်တောင်းကတ်တယ်တောင်းထိုးတယ်အတူတူပါပဲခွန်ပရိတ်ခွန်ပရိတ်ခွန်ပရိတ်အဲ့လိုခွန်ပရိတ်၃ခုတောင်းကတ်ပြရတယ်တနည်းနည်းသုံးနည်း၄နည်းမြောက်ပါနော်နှစ်ပြိတ်တစ်ခါနှစ်ခါနော်ပထမနှစ်ပြိတ်မှာ၃၄ပါရမယ်ဒုတိယနှစ်ပြိတ်မှာလည်း၃၄ပါရမယ်နောက်ပြီးနှစ်ပြိတ် ောက်ဆုံးနှစ်ပြိတ်မှာလည်း3လေးပါမယ်နှစ်ပြိတ်3ခါဖြစ်တယ်เนาะမြတစ်ခါနှစ်ခါ3ခါအဲ့ကောင်ဘာလို့ထွက်တုံးဆိုဒီဘက်မှာဟွန်းဟွန်းခွန်းဟွန်းခွန်းခွန်းလို့တန်းပြီးတော့ဘေးကိုနှစ်နှစ်နှစ်သုံးလေးနဲ့မြောက်เนาะ3လေးပါဆိုနှစ်ပြိတ်3လေးပါဆိုနှစ်ပြိတ်3လေးပါဆိုနှစ်ပြိတ်3ခါထွက်တယ်เนาะအဲ့တော့2010မှာလည်းအလိုလာဖြစ်တယ်30ရက်7ရက်14 20 2010ဟုတ်ကွန်ပလိတ် ကွန်ပရက်ကွန်ပရက်အဲ့လိုကွန်ပရက်တောင်းကတန်းပြီးတော့၄နှစ်မြောက်ဘေး၄နှစ်မြောက်ဗလားနှစ်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 တောင်းနဲ့၄နှစ်မြောက်နှစ်ဆောက်ပါပြီနှစ်ပရက်မထွက်ဘူးမထွက်ဘူးတော့နှစ်ပရက်ဒီမှာ၄ပါ၃လေးပါဆိုနှစ်ပလေ၃လေးပါဆိုနှစ်ပလေ၃လေးပါဆိုနှစ်ပလေနှစ်ပလေ၃ခံတန်းဆိုနော်မထွက်တော့နှစ်ပလေက၃ခံထွက်ရအောင်နော် ဲ့ဒါဘယ်ကပို့လဲကောဒီ3003925 26ခုအဲ့လိုဖြစ်ပြီးတော့ဘေးလေးနဲ့မြောက်တနေ့နဲ့နဲ့3နဲ့4မြောက်ပြီးတော့အပေါ်မှာလုံးဝမထွက်ဘဲနဲ့ဒီအောက်ကြမ်းမှာနှစ်ပလိတ်နှစ်ပလိတ်နှစ်ပလိတ်အဲ့ဒီနှစ်ပလိတ်3ကလုံးမှာဒီလည်းပါလေ3လည်းပါနော်နောက်ဒုတိယဖြစ်စဉ်က2015တတိယဖြစ်စဉ်ခွန်ခွန်ခွန်တန်းပြီးတော့ဒီဘက်က4နှစ်မြောက်နော်တနေ့နဲ့3နဲ့4နှစ်မြောက်ပါနော်ပထမဆုံးနှစ်ပလိတ်3လေးပါနော်ဒုတိယနှစ်ပလိတ်3လေးပါ တတိယတတိယနှစ်ပြည်သုံးလေးပဲနော်ပြီးတော့အနှစ်ပြည်မထွက်တော့နောက်ဆုံးဖတ်တဲ့ကောင်က2019 2019 2019မလာဝိတားပြန်ပြလားကွန်ပရိတ်ကွန်ပရိတ်ကွန်ပရိတ်ပြီးရင်ဒီဘက်ကို၄နှစ်မြောက်၄နှစ်နဲ့တုံးနေ၄နှစ်မြောက်နော်တုံးလေးပါတော့နှစ်ပြည်တခါတုံးလေးပါတော့နှစ်ပြည်ပြီးအနှစ်ပြည်တွေပြတ်သွားပြီနော်အဲကျွန်တော်ဒီနေရာမှာဖမ်းထားတယ်နော် ဆောင်းတာဟိုပို့ကနန်းဖြစ်စင်ရလဲသူကနှစ်ပရိတ်၃ကကြာပြီးမှထွက်ရအောင်နော်ဒီမှာလဲနှစ်ပရိတ်ကတစ်ချိန်ကြံနေသေးရေနော်ဒီမှာကြာတော့သူကကျွန်တော်ဒီကနန်းလေး၄ခွက်ကိုမှတ်ထားတယ်ပြောနော်ချစ်နောက်ပိတ်နဲ့မှန်းတယ်348 138နောက်တစ်ခါ438 318ချစ်နောက်ပိတ်ရမယ်အကြောင်းရင်းရှိတယ်နော်ဒီမှာကွန်ပလိတ်၃ခါတန်းပြီးတော့ဒီက၄နှစ်မြောက်နှစ်ပရိတ်၃ခါထွက်ပြီနော်ထွက်ထွက်တယ်ပေါ့နှစ်ပရိတ်နှစ်ပရိတ်နှစ်ပရိတ် အဲ့လိုဖြစ်တဲ့အချိန်မှာလေဒီမှာသူကနောက်ပိတ်သုံးလုံးဘယ်လိုဖြစ်ရမလဲအဲ့နှစ်ပိတ်သုံးလုံးပါမှာလေနောက်ပိတ်သုံးလုံးပေါင်းမှာသုံးလို့ဖြစ်ရမယ်ပထမနှစ်ပိတ်ရဲ့နောက်ပိတ်ကသုံးဒုတိယနှစ်ပိတ်ရဲ့နောက်ပိတ်ကသုံးနော်တတိယမြောက်ထွက်တဲ့နောက်ပိတ်ကကျတော့ခွန်လို့ဖြစ်သွားတယ်အဲ့ကျတော့သုံးသုံးခွန်ဆိုလို့ပေါင်းမှာသုံးလို့ဖြစ်တယ်နော်ဒီမဲ့သုံးဒီမဲ့သုံးဒီမဲ့သုံးသုံးသုံးခွန်အဲ့ကျတော့ဒီနောက်ဆုံးနှစ်ပိတ်ဒီခွန်ပိတ်နဲ့ရှိနှလုံးသား ချင်းနှလုံးကားတော့တခြားပါဘူးသူက3.4နဲ့ပါမယ်ဆိုတော့3.5 3.9နဲ့3.4 3ွယ်ပဲထူပါမယ်နော်ချင်းနဲ့တော့တကယ်3ပိတ်3ပိတ်ခွန်ပိတ်ခွန်ပိတ်နဲ့နှစ်ပိတ်ချင်းနှလုံးကားကလည်း3.4နဲ့ပါမယ်အဲကျတော့ချင်းနှလုံးကားကို3.4ပါမယ်ဆိုတော့2 3.4ပဲရှိရနော်အဲ့ကောင်4ွယ်ပဲထူပါမယ်ဒီတတိယမြောက်ဒုတိယမြောက်ဒီဖြစ်နေမှာလားလို့3ခုကို3.5နော်အဲ့ကောင်4နှစ်မြောက်3.4နဲ့3.4နှစ်မြောက်ဒီမှာကြည့်လိုက်အောင်ဒီနောက်ပိတ်3လုံးက သုံးပဲဖြစ်နေသုံးညသုံးသုံးညเนาะနောက်ပိတ်သုံးလုံးကသုံးလို့ဖြစ်ဒီနောက်ဆုံးနှစ်ပိတ်ကသုံးညအပိတ်နဲ့နှစ်ပိတ်ဖြစ်ရတယ်အဲ့တော့ရှေ့ပေါင်းကနှစ်ရှေ့ပေါင်းကနှစ်လို့ပြီเนาะရှေ့ပေါင်းနှစ်က39နဲ့8လေးပဲဖြစ်ရတယ်ဘာလို့လဲဆိုတော့34နဲ့ပေါင်းเนาะ398လေးတဲ့အဲ့ကောင်เนาะသုံးညအပိတ်နဲ့ထိုးရတယ်เนาะတတိယဖြစ်စဉ်ဟွန်းခွန်းခွန်းဟုတ်ပြီ၄နှစ်မြောက်ပထမနှစ်ပိတ်ဟွန်းပိတ်ဒုတိယနှစ်ပိတ်၃ပိတ်ဒီခွန်းနဲ့၃နဲ့ဆိုတော့၃ဖြစ်အောင်၃ပဲလို့เนาะခွန်း၃၃ 哎，到底有啥子北边？东北那边啊，东北数落是那龙骨，是那龙骨啊，东朝那里啊，啊，东那里的吧？阿拉东朝岛，西牙岛，水果不熟啊，东朝朝岛，啊，东朝东西牙岛，南朝东到哪里头？湖南啊，西的有几米啊？空空空，搿股，这那边是东的里那边，那边北边啊，乌北、朝北，乌啊，朝那是，一路顺，乌那朝那是那边是块地面湿的北啊，那古潮湿。 ချစ်အပိနဲ့နှစ်ပရိဆိုရှင်းနှလုံးက၄အဲ့ဒီရှင်းနှလုံး၄ရာတခြားလေးမရဘူး၃၄ပါတော့၁၃နဲ့၃နဲ့လေးရာနော်၃၄၈၄၃၈၁၃၈၃၁၈တောနာကောင်ကတော့၃ပါဆိုနှစ်ပရိ၃၃၆ပေါ့ဗျာနော်တိုက်ကတော့မတူဘူးပေါ့နော်ဒီကောင်ကတော့အဲ့ဒါတဲ့ပဲထူပါမှာနော်အနှစ်ကုန်နဲ့ဒီတိုက်မွေးရင်လည်းမစိုးဘူးနော်ဒါဒီနောက်ပိတ်၃လုံးဆိုတော့ထိန်းထားတယ်နော်၉ဖြစ်ရှင်အဲ၉၆၈အဲ့လို၃ဖြစ်၃ဖြစ်ပြီးတော့မှနောက်ပိတ်၃လုံး၃ဖြစ်ပြီးမှနောက်ဆုံးနှစ်ပရိထွက်ရှစ်ပိတ်ဆိုရင်ရှင်းနှလုံးက၄ဖြစ်ရမယ်အဲ့ဒီ၄ဟာ ုံးသုံးမဟုတ်၄ပါအဲ့ကြတော့38 138 348 438เนาะအဲ့အဲ့ဒါလေးပါပဲเนาะအခုနောက်၄3 336ရယ်23ချိန်မှာ၄3 8တဲ့ရယ်နောက်ဒီချိန်မှာဒီကဏ္ဍလေး၄ခွဲထားတဲ့ပဲเนาะအဲ့ဒါလေးထိုးရမှာနောက်ကျွန်တော်ဒီဘွဲမှာ၅ break အားကောင်းတော့ကျွန်တော်ရှင်းမှာတစ်ဖိုင်တင်ပေးပြီเนาะအဲ့ဒီ၅ break ကတော့၃ည၄တန်းပေါ်ပေါ်နဲ့၄တစ်ဆင်းเนาะနောက်က၅ break ကောင်းတာလေးကျွန်တော်ရင်ပြခဲ့ဘူးလေ3 1 1အဲ့ဒါလေးရှိပြီငွေချင်းနေမှတ်မိမှာပေါ့เนาะ အဲ့ငါးပရိတ်လေးကိုကျွန်တော်ပြန်ပြအောင်ဒီဘက်မှာအခုဒီနှစ်ပရိတ်လေးအားကောင်းတယ်ငါးပရိတ်လေးအားကောင်းတယ်ကျွန်တော်ဒီနောက်တစ်ဖိုင်လေးတွေထပ်ပြီးတော့တင်ပေးပါဦးကဲမိတ်ဆွေတင်ငယ်ကြများအားလုံးပြန်ကောင်းကြပါစေကြာ